အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့တစ်နေ့ဖြစ်ပါစေလို့ဒီနေ့ကနေကျွန်တော်တို့စုမုံကောင်းတောင်းပေးလိုက်ရပါတယ်အဲလက်ရှိမှာဒီနေ့မှာဒါကျွန်တော်တို့အဲဟုတ်တယ်ဒါကျွန်တော်မနေ့ပြန်ရတဲ့ပွဲချုပ်သုံးသပ်ချက်တာတင်ဆက်ပေးရမယ်ကျွန်တော်နေတာဒီနေ့မှာအကျိုးရင်ကုန်တဲ့ဒါကျွန်တော်ပြောချင်တယ်ပေါ့နော်အကျိုးရင်ကုန်တဲ့ပြောချင်တယ်ဆိုတာလဲနှစ်သိန်းလောက်တော့ကျွန်တော်ရဲ့အမြင်လေးဒါဒီအသေးဒီပွဲကဘယ်လောက်ထိဒါတခြားပွဲတွေကို impact ရှိနိုင်မလဲဆိုတာကိုပါဒါကျွန်တော်နည်းနည်းလေးကျွန်တော်ပြောချင်တာပေါ့နော်အဲ့တော့ Chelsea နဲ့ Liverpool ပဲဒါကျွန်တော်မြန်မာစံတော်ချိန်အားလုံးဒါကျွန်တော်17နိုင်ရုံမှာလာမယ်အဲ့ဒီပွဲစဉ်ကိုကျွန်တော်အမှန်တိုင်းပြောကျွန်တော်အရန်ကြည့်ခြင်းနဲ့ ဒါပေမဲ့ကျွန်တော်အနေနဲ့ကြည်လို့မရဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လိကနေပြီးတော့ဒါတို့ချိန်တာ9နာရီမှပြကျွန်တော်လမ်းမှာဖြစ်နေ။အဲ့ဒီပွဲပြီးသုံးသက်ချက်ကိုတော့ကျွန်တော်နောက်နေ့မှပဲအေးဆေးဆေးတင်ပေးမယ်။ဘုန်းတော်ဒါပုံမှန်လင်းပြောအဲ့တော့လက်ရှိမှာအဲ့ဒီပွဲစဉ်ကဒါကျွန်တော်မြန်မာစံတော်ချိန်17နာရီတုန်းမှကံမယ်။ကျွန်တော်ဒါကားပေါ်မှာကြီးဖြစ်မယ်။ဒါပေမဲ့ခုနပေါ်သူပြတကယ်နဲ့ကွင်းထဲမှာကြီးမယ်ဆိုရင်လက်ရှိမှာအဲ့ဒီပွဲစဉ်ကပေါင်406ပေါင်တိတိပေါက်တယ်။ဒါအခွင့်ပါညာပေါက်မယ်ဆိုရင်423ပေါင်မြန်မာငွေနဲ့တက်မယ်ဆိုခုလက်ရှိမှာအဲ့ဒီဘောလုံးပွဲသွားကြည့်ဖို့အတွက်ကြီးပေါ့ပေါင်ဒါမြန်မာငွေ25သိန်းနဲ့28သိန်းကျော်လောက်သုံးရမယ်တော့မှရှိတယ်။အဲ့တော့ပြောချင်တာကိုယ်အသိလက်မှုတွေဆိုတော့အဲ့လို တော့ရင်းဖို့တော့မယ်ကို့အသင်းဆိုရင်တော့ဒါကြည်ရတန်းနေပေါ့နော်ဒါပြီးတော့ Chelsea အသင်းကလည်းပြီးတော့လက်ရှိမှာကြီး6ကြီး9နေတဲ့မှာကွင်းသေးပြီးဒါပြိသက်ဝင်ဆက်မှုနဲ့ကြောင့်ဒီညမှာပုံပြီးဈေးကြီးသွားတယ်လို့မြင်တယ်အဲ့တော့ဒီညမှာလက်မှတ်ကဘာလို့ဈေးကြီးလဲတော့ကျွန်တော်အနေနဲ့မသိမဒီပွဲရဲ့ impact ကတော်တော်လေးကိုကြီးမှမယ်ဒါရှင်းတယ်ကျွန်တော်ဒါပွဲချုပ်သုံးချက်ပို့ခင်ဗျားတို့ဒါပြောချင်တာပြောမယ်တော့ကျွန်တော်နည်းနည်းလေးပြောမယ်အဲ့တော့ဘာလို့ impact ကြီးမှမယ် international break ကိုဒီပွဲစဉ်ရဲ့ရလက်က Arsenal အသင်းရဲ့အခြေအနေပေါ်မူတည်ပြီးတာအများကြီးပြောင်းလဲသွားနေတယ်ပေါ့ဥပမာလက်ရှိမှာ example ပြောအောင်လက်ရှိမှာဒါ GDR ဆိုရင်ဒါကျွန်တော်တို့ 在后阿里边只要阿哪里。要 အဲ့တော့တေချာပြောမယ်။အဲ့တော့ကျွန်တော်တူမတူမီတူမဟုတ်ဘူးတူမီတူမဟုတ်ဘူး။အဲ okay ပရီးမီးယားလိမှာပြောင်းကြည့်။အဲ့တော့ okay ကျွန်တော်လက်ရှိမှာဆိုရမှာဆိုရင်ဒါကျွန်တော်တို့ဒါ GD ကို difference အကောင်းဆုံးအာဆုံသင်ဖြစ်နေတယ်။ဒါဟာညင်းစရာမဟုတ်ဘူး။အာဆုံသင်နဲ့လက်ရှိမှာ plus 90တောင်ရှိတယ်။အဲ့တော့နောက်ဆုံးမှာပဲလက်ရှိမှာ Liverpool နဲ့ Chelsea နဲ့ပေါ်စံမှာ Liverpool ကတရေတမတ်ရပြီ။ Arsenal က West Ham ကို3အိမ်ကမှ9သွားခဲ့သည်ရှိတယ်။16အမှတ်ချင်းရတူတူမှာတော့မှ Arsenal သင်ကတေချာတစ်ခုอ่ะဒါကျွန်တော် asset နေရာတော့အဲ့တော့ဒီနေ့မှာ Liverpool သင်နဲ့ဒီနေ့ပွဲစံမှာရှင်းတယ်။ တရီလဲကြလို့မရဘူးဒါကျွန်တော်တို့ရှုံလဲရှုံလို့မရအဲ့နှစ်ခုလုံးဖြစ်ပြီဆိုရတဲ့အာဆုံအသင်းကဒါကျွန်တော်တို့တစ်ဖက်ကဝက်ဆမ်အသင်းကိုနိုင်တဲ့တာနဲ့တက်ပြီဒါအဆင့်တင်နေရမှာဒါကျွန်တော် international break မှာအာဆုံအသင်းကဒါကျွန်တော်တည်တည်ချာချာနဲ့ဒါကျွန်တော်အဲ့တော့ဒါ of course ဒါ international break ဖြစ်တဲ့အတွက်ကြောင့်မို့ဘယ်သူမှတော့ဒါကျွန်တော်လိပ်ပြီးကောင်းတော့မှမရှိဘူးဒါကျွန်တော်နောက်ကနေပြန်လိုက်လဲရတဲ့အကုန်လုံးကဒါကျွန်တော်ဖြည်းဖြည်းနဲ့မြန်မြန်ပြန်သွားလို့ရတဲ့အခြေအနေတွေမို့လို့ဒါဘယ်သူမှသိပြီးတော့ကိစ္စမှာဒါပေမဲ့လက်ရှိမှာဒါဟာ motivation တော့လက်ရှိမှာဒါကျွန်တော်အခြေအနေ rhythm တွေရဒါ momentum တွေရအရင်ကြီးအဖြစ်တစ်ခုပေးသွားနိုင်တဲ့ပွဲတစ်ခုလို့မြင်တယ်လေဘဘူးတင်တဲ့ခုလက်ရှိမှာနှစ်ပွဲဆက်ရှုံထားတ ယ်။ဒါကျွန်တော်လက်ရှိမှာဒါကျွန်တော်တို့ Flatta Sari ရဲ့အိမ်ငွေမှာဝမ်းစီနဲ့ရှုံထားခဲ့ပြီးတော့ဒါတိကျတဲ့ Crystal Palace ကို2-1ဆိုတဲ့ရလနဲ့ရှုံထားခဲ့တယ်။အဲ့တော့လက်ရှိမှာဒါ Liverpool အင်းအတွက်နောက်ထပ်အားနည်းချက်ထိုးနှက်ချက်တစ်ခုကြီးမားတာဒီနောက်ပိုင်းပွဲစဉ်မှာသူတို့ရဲ့တိုက်စင်ပိုင်မယ်။ကောင်းလာပါတယ်ဒါမနီကလည်းကျွန်တော်ဝေဖန်ခဲ့လို့ကောင်းလာပါတယ်ဆိုတဲ့လူတွေကအံဝင်ခွင့်ကြမဖြစ်နေဘူး။ကျွန်တော်အနေနဲ့ကျွန်တော် Isak ကိုပြန်လာမယ်လို့ထင်တယ်။ဒီလိုမျိုးပွဲမျိုးက Liverpool အတွက်ကတကယ်ကို wake up call တစ်ခုကိုဒါကျွန်တော်နှိုးလို့ကောင်းမယ်ပွဲစဉ်။တိုက်ထုံးရပြောလက်ရှိမှာဒါကျွန်တော်တို့ ဘီလီဂျိုအာမ်စထရောင်းလည်းဒါကျွန်တော်စက်တင်ဘာလကုန်ဆုံးနိုးနေပြီဆိုလီဗာပူးလည်းဒါကျွန်တော်တို့အဲဝိတ်ဘီယန်စဝက်စက်တင်ဘာအန်ဆွေတိုင်းမှာဒါကျွန်တော်တို့နှိုးထဖို့တင်ကိုရဲနှိုးထဖို့အချိန်တန်ပြီပေါ့နော်အဲ့တော့ပြောချင်တာကရှင်းပါတယ်လီဗာပူးတင်းနဲ့ဒီနေ့ပွဲစဉ်ကလုံးဝဝိတ်ကပ်ကိုထားမယ်ပွဲစဉ်တစ်ဖက်ကချက်စီတင်းကချက်စီတင်းနဲ့ဒီနေ့ပွဲစဉ်ကသူတို့တက်ကတာကျွန်တော်လက်ရှိမှာပြဿနာကဗျာချက်စီတင်းပရိတ်တိုက်တော့ဘော်ဒါလိုင်းဖြစ်တယ်ဒီနေ့ပွဲစဉ်ကိုနိုင်တယ်ဆိုရင်တော့ချက်စီအသင်းနဲ့ဒါကျွန်တော်အမြင့်ဆုံးဒါကျွန်တော်အဆင့်၄နေရာထိတက်လှမ်းဖို့အခွင့်အရေးတွေရှိပါတယ်ဗျပြန်ကြည့်မယ်ဆိုတော့လက်ရှိမှာဒါကျွန်တော်အဆင့်၄နေရာတော့ဟော့စပါတင်းနေဒါကျွန်တော်ဂိုးတက်ဖေးစေရာတိုတယ်ဒါကျွန်တော်၄ကို GD ကွာ တော့ချက်စီးတင်းနေတာကျွန်တော်လီဗာပူးကိုတော့လေးဂိုးပြတ်နိုင်ဖို့တော့မဖြစ်နိုင်ဘူးလို့ပြောတော့လေးဂိုးပြတ်နိုင်ဖို့အတွက်ခဲရင်မယ်။တစ်ဖက်ကတော့ကျွန်တော်လီယူနိုက်တက်ကိုဒါစပါတင်းရှုံ2ဂိုးလောက်ပြုံးပြီးအဲ့ဒါကျွန်တော်တို့ဒါချက်စီးက2ဂိုးလောက်သွင်းမယ်ဆိုတော့ဒါ probably ဒါပေမဲ့လက်ရှိမှာချက်စီးတင်းဒီနေ့ပွဲစဉ်ကိုသုံးမှတ်ရမယ်ဆိုရင်ဘာဖြစ်သွားနိုင်လဲ။ချက်စီးတင်းနဲ့လုံးဝသူတို့ရဲ့ motivation တော့ပြန်ဖြစ်သွားနိုင်တယ်။ချက်စီးတင်းနေတာကျွန်တော် champion league မှာသူတို့ရဲ့နိုင်ပွဲတစ်ခုကိုပြန်တွေးထားခဲ့ပြီးနောက်ပိုင်းမှာဒီနေ့ပွဲစဉ်ကသူတို့တက်က momentum ကို rhythm ကိုပြန်ဆွဲတင်ဖို့အတွက်အခွင့်အဆုံးဖြစ်သွားနိုင်တယ်။အဲ့တော့ ။အန်ဆိုမိုရက်စ်ကလည်းဒါကြတော့အသင်းကြီးနဲ့တွေ့ပြီဆိုရင်ဒါကြတော့တော်တန်ဟော့စပါတသင်းကလွင်တော်တော်လေးကိုတိုင်ပတ်တတ်တဲ့ဆောက်ခြင်းရှိတယ်။ဒါလက်ရှိမှာကလပ်ဝေါ်ကပ်ပွဲစဉ်တွေကလွင်အသင်းကြီးမှန်သမျှဟိုဒါချက်စီတဲ့ပြဿနာပြချက်စီတဲ့ရဲ့လက်ရှိအခြေအနေကဘာလဲဆိုတော့သူများရဲ့အိမ်ချင်းသူကအပြင်းချင်းအပြင်းမှာပဲကျေတယ်ချက်စီတဲ့အိမ်မှာဆိုတော်တော်လေးကိုတိုင်ပတ်တဲ့ movement တွေတွေ့ရမယ်။လက်ရှိမှာချက်စီအသင်းဘက်ကပြန်ကြည့်မှလက်ရှိမှာသူတို့လည်းတိုင်ရလူစဉ်တော်တော်လေးများအဓိကဒါကြတော့ချက်စီအသင်းရဲ့အဓိကပြဿနာကဒီနေ့ပွဲစဉ်မှာခံစစ်ပိုင်းမယ်။ ချက်စီးအသင်းရဲ့ခံစီပိုင်းကဘာဖြစ်နေလဲဆိုတော့ခုနကပြောလို့ပဲဒါဘာဖြစ်လဲဆိုသူတို့ရဲ့ဒန်းများစွာများပြီးတော့ချက်စီးအသင်းနဲ့ခုလက်ရှိမှာ lack အဖြစ်ဆုံးက leadership ပဲဒီလိုမျိုးပွဲစဉ်တွေမှာဆိုရင်ငါတစ်ဖက်အသင်းကိုဘယ်လိုမျိုးကျုံးသွားပြီးအနိုင်ယူလိုက်ပါမယ်ဆိုတဲ့ leadership ကြီးပျောက်ဆုံးနေတာတကယ်အမှန်ပဲအဲ့တစ်ဖက်ကဒါကြောင့် Liverpool အသင်းကဒါ Virgil van Dijk လို့ဒါတို့ခံစီမှုရှိတယ်ဒါပေမဲ့ဒီနေရာမှာနှစ်သင်းလုံးတဲ့ risk အကြီးဆုံးရှိတယ်ခံစီပိုင်းမှာဘယ်သူမှတန်ရာပူရလို့မဖြစ်ဘူး လဘဘူးလည်းရလို့မဖြစ်ဘူးချက်စီလည်းရလို့မျိုးနှစ်ကောင်လုံးရရတယ်တခါတည်းခွမ်းပါရှင်းရှင်းလေးချက်စီမှလည်းဘယ်သူမှမရှိတော့လဘဘူးမှလည်းဘယ်သူမှမရှိတော့ကန်ဆယ်ပိုင်းမှာအဲ့ဒီကန်ဆယ်ပိုင်းကိုနှစ်ယောက်ထက်တစ်ယောက်ဒီထက်ပူပြီးဒဏ်ရရင်ချိန်ခွိုင်းပြီပိုဆိုးတဲ့ကဒီနှစ်ယောက်လုံးကလည်းရှိမှပူပူလောလောဒါချက်စီကသူတို့ရဲ့အိမ်ကွန်းမှာကန်ထားတာအမှတ်ပဲမဲ့လဘဘူးကဂလာတာစာရီကိုသွားကန်တယ်ပြီးရင်ချက်စီကိုကန်ရမယ်ပြောချင်တာဒါယူပြီးတော့အများထင်တယ်ဆိုတော့လဘဘူးနဲ့ချက်ဒါလဘဘူးနဲ့လဘဘူးမျိုးနဲ့လန်ဒန်မျိုးဆိုတာတော်တော်လေးအကွာအဝေးကွာတယ်တချို့အသင်းတွေကဒါ private jet ယူသွားတာမှန်တယ်တချို့ကျင်းကြဒါကျတော့ယထာစီးလောက်စားရှိတယ်ဒါကျတော့ဒါ jet သူတို့ဟို ecosystem ဆိုတာရှိတယ်ဗျလက်ရှိမှာတချို့အသိနေကြတာကျွန်တော်တို့ government နဲ့စာအုပ်ချုပ်တာရှိတယ်ဒါကျွန်တော်လင်းရင်စီးတယ်ဆိုရင်ဒါ eco carbon ဘောကျွန်တော်တို့ဟို ကဘာကြီးအတွက်ပူပြီးပူနွေးစေရဆိုတဲ့အချက်လက်တွေရှိအောင်မလက်ရှိမှာဒါကျွန်တော်သိလောက်ဆို United တို့ City တို့ဒါကျွန်တော်အသင်းတွေဆိုရင်ဒါကျွန်တော်တို့ဒါ government နဲ့စာအုပ်ချုပ်ထားတဲ့ကြောင့်မလားယထားပဲစီးကြတယ်လေအဲ့လေစီးတယ်ဆိုရင်တော့ကိစ္စမရှိဘူးဒါလေစီးသွားတယ် training ဆင်းမယ်နောက်နေ့သွားကပ်မယ်ဒါပဲယထားစီးသွားရင်တော့တော်တော်လေးပြီးမှာဟုတ်တော့ကိုတိကိုတန်တော့ first class ယထားဘလောက်ထိကောင်းတယ်ပြီးတော့ကျွန်တော်လက်ရှိမှာတို့စီးတဲ့ယထားရကျွန်တော် first class ဒါကျွန်တော်မြင်မှုတယ်ကျွန်တော်မစီးဘူးဒါအဲ့ကြီးစားရထားကျွန်တော် first class မစီးဘူးဒါပေမဲ့မြင်မှုတယ်အဲ့လောက်ကြီး comfortable ဖြစ်နေတာမဟုတ်ဘူးပြီးတော့ဘလိုပဲစီး Liverpool မြို့ကနေလန်ဒန်ကိုစီးနှစ်နာရီခွဲသုံးနာရီခွဲစီးရမှာ ခမအီစိတ်နေအောင်စေအဲ့ပြောချင်တာရှင်းရှင်းလေးလီဗာပူးတင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ယူရိုအေရှားလို့မြို့မြို့ဒါကျွန်တော်တို့9နိုင်10နိုင်နဲ့ကျွန်တော်တို့ဒါ10နိုင်တူရကီဆိုဒါကျွန်တော်လီဗာပူးမြို့နဲ့10နိုင်ကွယ်9နိုင်စီးရတယ် ။ဒါသွားတယ်အခုလက်ရှိမှာပြန်လာတယ် training ဆင်းတယ်။ Liverpool ကလန်ဒန်ထပ်သွားမယ်။အဲ့ဒီဖက်တီကခင်ဗျာဘလူးမလာလွယ်ကူတာမဟုတ်ဘူး။ဘာလို့လဲကိုတိကိုနေဒီလိုမျိုး travel လုပ်နေတဲ့လူတွေကလည်းကျွန်တော်တို့ဆိုလေယူမတတ်ပဲ။ဒါနောက်နေမှာကျွန်တော်ကောင်းအောင်အဲ့ဗျာတက်တနာကဒီကောင်းကောင်းအောင်မေးရအောင်။လက်ရှိမှာ van dyke လို့ကောင်းမှုခင်ဗျာကျွန်တော် example ပါ။ van dyke ဒီနေ့ပွဲစဉ်ပြီးသွားတယ်မှာ။ပြီးရင်ဒါခုနကပါကျွန်တော်ဒါနေသားလမ်းထပ်တူနေသားလမ်းမှာ training ပြန်စေသိမလို့ပဲကျွန်တော်ပြောတာ။ ေးချက်စီကြတာလည်းရှိမှာတို့အိမ်ကမှလာတို့အိမ်ကနှစ်ပွဲစားပြီးချက်စီလက်တာမှုလာပါပဲအဲ့တော့တခါကျခုနပေါ်တဲ့ဒါဘလုံးမွေးနဲ့မကြည့်ပဲ UEFA ဘက်ကပြန်ကြည့်မယ်လက်ရှိမှာအဲ့ကြောင့်ကစားသမားတွေလည်းခမကျိုးပါပဲခမကျွန်တော်ပြောကကစားသမားတွေ value fragile ဖြစ်ကျွန်တော်တို့မှာတာမန်လူတွေကျွန်တော်တို့နေ့တိုင်း stamina လုပ်နေတဲ့လူမျိုးကျွန်တော်တို့တာမန်လူတွေကိုကျွန်တော်ဒါခုနှစ်ရက်လောက်ဒါလုံးဝလာအေးပေါ်သူတို့လည်းပြဆက်တခါကျရလူခမကျွန်တော်ပြောခမကိုကျွန်တော်ဒါတပတ်လုခခမကိုသူတို့လာစားပြီးမယ်နှစ်သိန်းကပြီးမယ်ခမလုံးဝမဖျားဘူးခမမဖျားပဲနေနိုင်လား အဲ့လိုပုံစံမျိုးပဲကစားသမားတွေကဆက်ရုံမဟုတ်ဘူးဗျာသိလားသူ့ဘာသူနှစ်သိန်းခွဲရသုံးသိန်းခွဲရသူ့ဘာသူဘလို့ပဲဖြစ်ခင်ဗျဖျားသခင်ကဖျားဆိုဖျားရမှာပဲအဲ့ဒါဖျားခင်ကကျိုးဆိုကျိုးရမှာပဲဒါလူပုံစံမျိုးသွားမှာပဲအဲ့တော့ပြောချင်တာရှင်းရှင်းလေးပဲအဲ့တော့ဒီနေရာမှာဒါကြီးအရင်ရေးကြီးလာအဲ့တော့ပြောချင်တာကလီဗာပူးက Chelsea ရောဒီနေ့ပွဲစဉ်မှာ momentum ရော rhythm ရောဘာလို့ဘေးနာပတ်ဝန်းကျင်အုပ်စီရဒီမှာ Liverpool တင်းနဲ့ Bellumia အဲ့တော့ Chelsea တင်းနဲ့ဒီနေ့ပွဲစဉ်မှာရှယ်ရှယ်လေးတရေရှုံးဆိုတာကျွန်တော်အောက်ကအတင်းနေတော့ကြတာ Chelsea တင်းနဲ့အခက်မတင်ကြတော့အဆင့်30အောက်တောင်ဆင်းသွားနိုင်တဲ့နေသားမှာရှိတယ်ဒီနေ့ပွဲစဉ်မှာတရေသူ့မှုအရှုံးကြတယ်ဒီမှာတရေထားပြအောက်ကတော့ကျွန်တော် Brighton တို့ Fulham တို့ Leeds ကို Brentford တို့နိုင်ခဲ့ပြီး Chelsea အကုန်ကျော်သွားမှာ Chelsea တင်းနဲ့အခက်မတင်ဒီနေ့ပွဲစဉ်ဒါ International Break မှာဒါကျွန်တော် Top 10လေးတောင်မဝင်မင်းနဲ့ယူဝင်သွားနိုင်တယ်မဟုတ်ပါတစ်ဖက်က Liverpool တင်းနဲ့ဒီတိုင်းပဲ Pressure right အတိုင်းပဲရှယ်ရှယ်ဒီနေ့ပွဲစဉ်မှာဒါ လစ်ဗာပူးအသင်းကနေပြီးတော့ဒါတိတိချာချာမဟုတ်ဘူးဆိုခရစ်စတယ်ပေးလစ်ကတောင်မှလစ်ဗာပူးကိုကြော်ပြီးတော့လစ်ဗာပူးတင်အဆင့်တက်ကနေပြီးတော့နော်အခက်မသိအဆင့်၃ကို international break နဲ့ဝင်သွားနိုင်တယ်ရှိရှိလေဘောတော့ခရစ်စတယ်ပေးလစ်လက်ရှိမှာလစ်ဗာပူးနဲ့ဒါကျွန်တော်ရမှတ်သုံးမှတ်กว่าတယ်လစ်ဗာပူးတင်တာချာပြောပြောကောင်းဆိုတော့ဒါကျွန်တော်ချက်စီကိုရှုံးသွားတယ်အဲဒီမှာစီကိုကျွန်တော်ချက်စီတဲ့ကိုကျွန်တော်ဒါဟောဖြစ်တာမဟုတ်တော့အဲကျွန်တော်ရှုံးသွားတယ်ဟိုချက်စီအဲ့ဒီမှာခရစ်စတယ်ပေးလစ်ကနိုင်သွားတယ်ခရစ်စတယ်ပေးလစ်လက်ရှိမှာလစ်ဗာပူးနဲ့ဒါ goal difference အတူတူပဲ ခရစ်စဲဘဲလစ်ကိုအာစနယ်ကိုနိုင်သွားတယ်ခင်ဗျာနေနိုင်ခုနကပြောလီဗာပူးအဆင့်တစ်ကနေအဆင့်သုံးဝင်ပြီးဒါအင်တာနက်ရှင်နယ်အဲ့ဒီရိုက်ချိုးတဲ့စိတ်ကဘလောက်ဒီအသင်းသား impact ဖြစ်နိုင်မလဲဒီဘက်ကချယ်ဆီအဲ့တော့ဒီနေ့ပွဲစဉ်မှာနှစ်သင်းလုံးအတွက်လုံးဝလုံးဝအမှားမခံတဲ့ပွဲစဉ်ဖြစ်နေတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ပိုကြည့်ကောင်းမလို့ကျွန်တော်တို့မြင်တယ်ဒါကြောင့်မို့လက်မှတ်ကဆောက်ရမ်းဈေးကြီးနေကျွန်တော်အနေနဲ့မြင်တယ် ဒါကျွန်တော်အမြင်ပေါ့။အဲ့တော့လီဗိုးဘက်ကလုံးဝအမှားမခံတော့မှားဝ International Break ကိုလုံးဝ down depression နဲ့ဝင်သွားမယ်။အဲ Chelsea ဘက်ကဒီနေ့ပုံစံမှာတခခုမှားပြီးဆိုတာနဲ့ကိုအဖြေကရှင်းတယ်။သူတို့အနေနဲ့ဒါကျွန်တော်ဒါ International Break ကို top 10အမြင်ပါကနေဝင်သွားနိုင်တယ်တမပါ။အဲ့တော့နှစ်သိန်းလုံးအတွက်ကဒီနေ့ပွဲစဉ်ကတော်တော်လေးကိုဒါကျွန်တော် social မှုလည်းကြီးနိုင်ဆိုအောင်မြင်မှုလည်းကြီးတယ်။ဒီနေ့ပုံစံမှာနိုင်ခဲ့တည်ရှိတော့ Chelsea တင်းဒီနေ့ပုံစံမှာနိုင်ခုနပုံစံတော့ top 4နောက်ပြန်ကတ်သွားနိုင်မယ်။တစ်ဖက်ကဒါကျွန်တော်တို့ Liverpool တင်းနိုင်ခဲ့တည်ရှိတော့ Arsenal တင်းနဲ့ဒါကျွန်တော်တို့အမှတ်ခွာထားပြီးတော့ဒါကျွန်တော်တို့အနေနဲ့ တို့တဲ့အမှတ်ကျွန်တော်နှစ်မှတ်ခွာထားပြီးတော့ international break ပြီးတော့ငါတို့က ascendant နဲ့ international break ကိုဝင်သွားတာငါတို့ဒီ rhythm ပေါ်မူတည်ပြီးတော့ဒါပြန်ပြီး build up လုပ်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားလို့ရတယ်အဲ့တော့နှစ်သိန်းလုံးအတွက်ဒီနေ့ပွဲစဉ်ကနိုင်ပွဲတွေအရေးကြီးတယ်ဒါကြောင့်မို့လေခုနပြောသူပဲဒါဒီနေ့ပွဲစဉ်ကတော်တော်လေးပေါက်ကွဲမှုပြင်းထန်မှဖြစ်နေ Liverpool ဘက်ကလည်း explosive action တွေကိုတွေ့ရမှာဖြစ်တယ်လို့ဒီနေ့ပွဲစဉ်မှာ Chelsea ဘက်ကလည်းဒါကျွန်တော်ခါတိုင်း Chelsea တဲ့ဒါ lead back ဖြစ်နေမဲ့ Chelsea တော့ကျွန်တော်မတွေ့ရဘူးတင်တယ်ဒီနေ့ပွဲစဉ်မှာနှစ်သိန်းလုံးရဲ့ပေါက်ကွဲမှုအားဒီပြင်းထန်မဲ့ရသက်တဲ့ဘက်ကိုကျွန်တော်ကတွေ့ရမယ်လို့မြင်တယ်လို့ပြောနေတယ်ပဲကျွန်တော်ရဲ့ဒါအချူရင်ခုန်တန်လေးကိုဒီနားမှာနေနာ ချင်ပါတယ်ဒါတော့ပါပဲဘောလုံးပွဲတွေကိုကြီးရှုချင်တယ်ဆိုရင်တော့ youth sport media 3 point ဆိုနဲ့ TV4 ကြီးတို့မှာဂျင်းလူစံပေါအောင်ကူညီလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာအများအားဖြစ်ပါတယ်အားလုံးမကြူဒီမှာကောင်းမွန်တော့နေလေးနေဖြစ်ပါစွန့်မောင်းကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC တို့ကြပါဘောကျွန်တော်ကပြပါဦးဒီပါဗျ